2025ခုနှစ်ဧပြီလ5ရက်စနေနေ့မနက်စောစောနှုတ်ကရညီဖျားခင်နာတက်အောင်လာတဲ့ကျွန်တော်တက်ပြခန်းစားပြီးတိတာကလာသွားလာခြင်းလည်းမဲ့ခွင့်ရွတ်ပြင်ဆင်ပေးတဲ့ဖြစ်ရှင်နာမှာပုံကြည်ပါစီတော့ကာလချင်းကိုရှိဥစွာရွေးတော့မစရင်နှစ်စာနေဒီဂရီပါဝင်ကျွန်တော်ကျွန်မတယောက်ချင်းစီအသက်ရှင်ခဲ့ပြီးတာ95ရက်ရှိခဲ့ဖြစ်ပါတယ်ကိုလွန်ခဲ့တဲ့95ရက်ကိုဘလို့တုံးပြုခဲ့လဲပြန်ပြောင်းဆက်စစ်ရအောင်ကျန်ရှိသေးတာတော့မနက်ဖြန်နေနှစ်ကုန်ထိရပ်ပေါင်း290တိတိ ပဲကြံပါတော့တယ်။ချက်ရှိသေးရပောင်း290မှာလဲကာလာချွန်ကောင်းဆုံးရွေးနုတ်ပြီးသွာလာခြင်းလဲပို့လို့ငါရှေးစွာတိုက်တွန်းလို့ဆိုပြစီ။ဒီကနေ့ my bless of morning အစီအစဉ်ကိုအဓိက ခြေပြုမဲ့ကျမ်းစာတော့တမန်တော်ဝတ္ထုခန်းကြီး9အပိုက်ငယ်30နှစ်ဖြစ်ပါတယ်။ထိုအကြောင်းအရာတို့သည်အမှန်ဖြစ်ကြောင်းကိုငါတို့သည်သက်သေခံဖြစ်ကြ၏။ဖျားသခင်စကားတော်ကိုနားထောင်သောသူတို့အားပိတ်နာတော်မူသော 但寻到无人朝对来得对看，别张目对口表所加意。那搞啥对？啊！到现在早上起来，早上我起来看的，啊，这打扮漂亮，干净，别把西东。阿门。可如今那起来越来越没有。他们那说，那过了维哈拉人，尤其是维哈金那家，巴台公公呢，没见闻那批拉人，你们那些家伙，偷那条拉人，手上那偷卡的半多拉人。 ဒါမဲ့ထပ်ပြီးတော့သူတို့ညှိမနှိမ့်ဆက်ကြပါတယ်အဲ့ချိန်မှာတမန်တော်ပြောတဲ့စကားအဲ့မှာတမန်ကောင်းတဲ့သတိခံနှစ်ပါးကြောင့်ပြောတာဖြစ်ပါတယ်ဟိုငါတို့ဟောပြောနေရဲ့အရာတွေကငါတို့ကိုယ်တိုင်လည်းသတိခံဖြစ်တယ်ဟာလေလုယာဟောပြောတဲ့သူတိုင်လည်းသတိခံဖြစ်ဖို့ဒါအရေးကြီးပါတယ်အရှင်ရှုဟာတေခြင်းရှင်ပြန်ထမြောက်ရဆိုရဲအသက်ရှင်ခြင်းတရားထမြောက်တူမူခြင်းတရားဝင်ကားတဲ့သူတွေကိုယ်တိုင်တမန်တွေကိုယ်တိုင်ကသတိခံဖြစ်တယ်နောက်အဲ့လိုပဲသူတို့ဝင်ကားချမ်းပြန်တန်ရှင်းမင်းတော်ဟာလား ရရှိသွားကြသူတွေဘောနကင်းဖြစ်သွားလို့ပေါ့လေအေဘရောဇာခန်းကြီးတဲ့ပိုင်ကင်းဆိုသုံးဝလာတိုင်းနော်တမတရားသိသူတော့နှုတ်ကပတ်တော်ကြားနာရပြီးအင်္ဂလိပ်ရောကြားနာပြီးတော့အရှင်ရှုယုံကြည်ပြီးတော့တန်ရှင်မှုရောသတိခတ်ခြင်းခံလို့ပေါ်ပြတာ။တော့တန်ရှင်မှုရောရတဲ့ခါမှာအဲ့တန်ရှင်တော့ဝိညာဉ်တော်ကလည်းကျန်းစာပါပဲတသိခံဖြစ်တယ်။ဆိုတော့တေချောင်ကျန်းစာပြန်ပြီးဖတ်ပြချင်ပါတယ်။ပမာချက်ကနာရုတိတသိခံဖြစ်ကြဟောပြောတဲ့သူတွေ။နောက်ပြီးတော့ ပိသားတော်မူသောတန်ရှင်သောဝိညာဉ်တော်သည်လည်းတတ်သိခံဖြစ်တော်မူတယ်။ဟာလေလုယာ။ကျွန်တော်ဒီမျက်မှောက်ကာလမှာလိုအပ်တာလည်းအဲ့ဒါပဲဖြစ်ပါတယ်။ပြောတဲ့သူကိုယ်တိုင်ကလည်းဟာနှုတ်ကပတရားစကားကိုဖတ်ရှုတယ်။တန်ရှင်ဝိညာဉ်ဖျားရဲ့အလင်းပေးခြင်းကိုခံစားရတယ်။ကိုယ်တိုင်လက်တွေ့ဟာကျင်လည်တယ်။ကျင်လည်ပြီးရလာတဲ့သင်ခန်းစာတွေကိုဝေမျှတယ်ဟောကြားတယ်ပေါ့လေ။အဲ့တော့ဒီနှုတ်ကပတော်ရဲ့ ဖော်ပြချက်ပေါ်မှာကိုကိုရိုင်းကတသက်ကံဖြစ်ပြီးသွားပြီ။တတိကုကိုစဉ်းစားဖို့ကဒီနှုတ်ကတော်ရဲ့တသက်ကံကိုယ့်ရဲ့တတာဖြစ်ရလားကျွန်တော်နှုတ်ကတော်ဝေခါတယ်သူပြောမေးချင်တာဖြစ်ပါတယ်။တရားဟောနေတဲ့အသင်းဥဆရာတွေအမှုတော်ဆောင်တဲ့သူတွေတယောက်ချင်းစီကိုမေးချင်တာပါ။ကျွန်တော်ကိုယ်တိုင်ကဝေခါတဲ့နှုတ်ကတရားစကားရဲ့တသက်ကံဟောရလား။ကျန်စရိုးဖတ်ပြီးတော့ဟလာအဲ့ကျမ်းစာတိုင်းလက်တွေ့အသက်ရှင်တဲ့ခါအကျမ်းစာတိုင်းအောက်ဘက်မှုရတွေဖြစ်သွားတယ်ပေါ့လေ။ ကျစားတိုင်းလူတွေမြောက်များစွာမှာထိတွေ့ခံစားရတယ်။ဒါကျွန်တော်ကတသက်ခံဖြစ်ပါတယ်။အဲ့ဒါဖြင့်ကျွန်တော်တို့ပဲ့ပြင်သွန်သင်လမ်းပြအပြောအလင်းပီးနဲ့တန်ရှင်တော်ဝိညာဉ်တော်ကလည်းတသက်ခံဖြစ်တော်မူပါတယ်။ထိုရှင်နာမပုံကြည်ပါစေ။ကရုသင်းတော်ဘာဖြစ်လို့ကြီးကြီးမားမားအောင်မြင်ခြင်းနဲ့နိုးကြမှုဖြစ်ရတာလဲ။ဒီလိုပြောနေနိုးကြမှုတွေဟိုပြောနေတာမဟုတ်ဘူးတော့ဒီပထမရာစုသင်းတော်ဘာကြောင့်ဘာဖြစ်လို့နိုးကြမှုဖြစ်ရတာလဲ။ သူတို့ကိုယ်တိုင်လည်းတသိခံတန်ရှင်းလို့ဝိညာဉ်တော်လည်းတသိခံဖြစ်လို့ပဲဖြစ်ပါတယ်။ကျွန်တော်အဲ့တသိခံတာပါအဖြစ်ဂရုတင်းတော်မှာတကယ်ရှင်သန်မှုလေးမြောင်များစွာသောအနာဝငင်းချင်းလေးကောင်းကြီးမင်္ဂလာတွေသူတို့တရမှာခံစားရရှိခြင်းဖြစ်တယ်ဆိုတာကိုကျွန်တော်ဒီနေ့ဝင်ငှလို့ပါတယ်။ကြောင်ရဲနှုတ်တော်နဲ့တရားဟောကြားဖြင့်ရောက်တဲ့မောဘုရားသခင်သည်အတ္တတပံပြန်လဲကောင်းချီးပေးပါစေသောအာမင်ဆုတောင်းနေကြပါစို့မြစ်တော်ရှင်ဖဖျား တမန်တော်များဝေငှတဲ့အကြောင်းအရာအမှန်ဖြစ်တယ်ဆိုတာသူတို့ကိုယ်တိုင်သတိခံဖြစ်ပါတယ်။ဖျက်ကင်စကားတော်နားထောင်တော့သူတို့အားပေးသားရဲ့တန်ရှင်သောဝိညာဉ်တော်ဖရာကလည်းသတိခံဖြစ်တယ်လို့ဖော်ပြပါတယ်။ကျောသတိခံနှစ်ပါးရှိပါတယ်။ကျောဒီနေ့မျက်မှောက်ကာလမှာလည်းသားတို့ကိုယ်တိုင်လည်းဝေငှတဲ့တရားစကားပေါ်မှာသတိခံဖြစ်ဖို့သားတို့ဝေငှခြင်းသူတန်ရှင်သောဝိညာဉ်တော်ဖရာရဲ့သတိခံခြင်းကိုလည်းပိတ်သက်တွေရရှိနိုင်ဖို့လို့ငါဒီနှစ်ခွတ်တော်အပြင် အသက်တာသည်မှာအလင်းပေးခြင်းပဲ့ပြင်ခြင်းသုံးသိခြင်းသို့ပြုပြီးပို့ဆောင်ကောင်းကြီးပေးပါမိကြောင်းကယ်တင်ပိုင်ရှင်အရှင်ယေရှုဖရာနာဘရမြေကုန်ပြည့်ပြုပြီးဆုတောင်းလက်အနန္တကြောက်ပါရဖဖရာသခင်အာမင်တပိကံနှစ်ပါးတရားအရေးကြီးတဲ့အရာဖြစ်ပါတယ်အတော့ဒီဒီနေ့တကွတရားစကားဝေငှတဲ့ညီကုံမအရောက်တိုင်းကတကယ်ပဲဒီနှစ်ကွတရားစကားကိုကြည့်ပြီးတော့ဟလာလက်တွေ့ကြကြချင်းလဲရအောင် ကျွန်တော်တို့တသက်ခံဖြစ်သလိုဝိညာဉ်တော်ဖခင်လည်းတသက်ခံဖြစ်ရင်ကြီးမားတဲ့လူထောင်မှုကြီးတွေဖြစ်သွားမှာဖြစ်တယ်ဆိုတာကိုစိတ်ချအောင်ထပ်ဆင်ပြီးပြောကြပါစီ။အော်ဒီတပတ်တာကာလမှာကျွန်တော်ပြီးခဲ့တဲ့သခင်ဖခင်နေ့ပေါ့နော်။ဟောမတ်လ30နောက်ပြီးတော့ဧပြီလ1ရက်ဧပြီလ3ရက်ဒီနေ့ဆိုဧပြီလ5ရက်ပေါ့လေ။တပ်ပတော်ဝတ္ထုကနေပြောတော့၄ချိန်စဉ်းစားခဲ့ဖြစ်ပါတယ်။မနေ့ကစဉ်းစားတော့ကျွန်တော်သိပါတယ်။ဟလာထွက်မြောက်ကနေစဉ်းစားရအောင်။ နော်ပြီးခဲ့တဲ့37နောက်ပြီးတော့ပြီးခဲ့တဲ့အဲဧပြီလ2ရက်မနီယာဧပြီလ4ရက်အားလုံးထွမြောက်အောင်ဒီပြော3ချိန်စဉ်းစားခဲ့ပါတယ်အချင်းရှုံးအောင်တမန်တော်ကနေ4ချိန်ထွမြောက်အောင်3ချိန်စဉ်းစားခဲ့ပါတယ်ကျွန်တော်အချိန်ရအောင်လုပ်ပြီးတော့တမန်တော်ဆိုတမန်တော်ရိချီပဲနားထောင်ကြည့်အောင်ထွမြောက်ဆိုထွမြောက်ရိချီပဲနားထောင်ကြည့်အောင်ကိုယ်အတွက်အကျိုးကျေးဇူးတွေရှိတော်မှာ ဖြစ်ပါတယ်လို့စိတ်ချအောင်ဖော်ပြလိုပါတယ် ပြီးရင် public မှာ share လုပ်ချက်ပြီးအမှုတော်မြန်မာဆက်လက်ပောင်းအောင်ပေးပါအောင်လို့တောင်းဆိုလိုပါတယ်ကျွန်တော်ဝင်ငါချက်ဒီဘယ်နဲ့6နိုင်မှာဆိုရင် bilingual devotion အင်္ဂလိပ်လိုမြန်မာလိုပေါ့လေဒါတော့ကျွန်တော် quiet time ကိုစာသားနဲ့ဖတ်ဖို့ဖြစ်ပါတယ်မနက်9နိုင်မှာတော့အခုလို my blessed morning အစီအစဉ်ပါပြီးရင်တင်းငွေနေ့တခင်ပြားနေ့မှာတော့မနက်စတိုင်မှာမိနစ်40လောက်ဟုတ်လားနှစ်ခွက်တရားစကားကိုကျွန်တော်တင်းငွေတရားဟောချက်ပေါ့လေကြားမှာဖြစ်ပါတယ်ပြီးရင်လာတလာရဲ့တရက် 17ရက်27မှာမိဘများတမတရားကိုမွန်တင်ဆက်နိုင်မှာကြားမှာဖြစ်ပါတယ်လို့ရောက်တဲ့ပုံမှာဘုရားသခင်ကြီးပါတဲ့ကောင်းချီးမင်္ဂလာမနဲ့တောင်းလောင်းပြီးပြန်ပြတော်မူပါစေတော့အာမင်